မျိုးရဲ့ငယ်အိမ်မက်ကမျိုးကအဲ့လိုဟိုပါဗောအတော်နဲ့နေရာများတော့မျိုးကចောင်းဆရာမှာပဲဖြစ်ချင်းခဲ့တာဒါပေမဲ့ចောင်းဆရာမှာဆိုတာတော့လိုဝါးပေးဆရာမှာဗောနော်ဆွဲခန့်ဆရာမှာခေါ်လာအဲ့လိုလိုဝါးပေးဆရာမှာတော့ဟိုတော့မှလုလုဖူးပါတယ်ဒါပေမဲ့လေဟိုစကားတွေကအတိတ်နိမိတ်တော့ရှိရတယ်အဲ့တော့အဲ့ကလေးတွေဆိုရင်အဲ့ကျွဲလန့်ကလေးတွေဆိုမျိုးကသူတို့က model ဆရာမှာလို့ခေါ်တယ်အဲ့တော့အဲ့တော့မျိုးဖွချင်းနေပါဘောတယ်လေဖွချင်းဝတ်တယ်အဲ့အဲ့လိုဆိုလို့ရှိရင်ဆီမဆီမမော်ရယ်ဆီမအရင်ကလာတဲ့ဆီမပေါ့နော်မော်ရယ်ဆီမဆိုအဲ့ဒါတော့အဲ့လိုခေါ်တာဒါပေမဲ့နောက်နောက်တော့လေကိုကတကယ်တော့ ဖြစ်ဖြစ်လာခဲ့တယ်ပေါ့အဲ့တော့အဲ့တော့ကသူမူလာတန်းចောင်းလေမူလာတန်းចောင်းဆိုတော့အဲ့တော့မျိုးရဲ့မျိုးတင်ငယ်ချင်းတင်ရတာပေါ့နော်အဲသူငယ်တန်းတို့တန်းတို့တားဆိတ်ရှိရပြောပြောကလေးကြီးကြောက်ရတယ်ပြန်မလာဒါမို့ချစ်ရတယ်ပြန်မလို့ကြောက်ကြောက်ကြတယ်ကြောက်ကြောက်ရတယ်ဆိုတော့မျိုးကအခုမျိုးကိုမြင်လို့ရှိရင်လူတွေအရန်ဟွာပေါ့နော်လူစိုးတယ်လို့မြင်မြင်မြင်ကြတယ်ပေါ့နော်အရန်ကောင်းတယ်တော့မဟုတ်ပါဘူးစိုးစိုးတဲ့ဘက်ကလည်းရှိပါတယ်ဒါပေမဲ့မျိုးကစီကန်တားလိုက်တာ အဲចောင်းမှာဆိုလဲចောင်းစည်းကမ်းပေါ့နော်အဲ့လိုနေနေမြို့ဖြစ်တဲ့အခါကျတော့အဲ့လိုចောင်းဝင်းနေទីတန်အဲ့လိုကစားဝင်းနေទីတန်နေမရှိကြဘူးပြီးရင်အဖြူစိမ်းနေလူတိုင်းမဝတ်နိုင်ဘူး အဲများသောအားဖြင့်အကုန်လုံးကတော့တန်ခါလုပ်ငန်းတို့ဟိုလိုမျိုးစိုက်ပျိုးရေးလုပ်ငန်းတို့နဲ့ရှင်သန်ကြရတယ်။ပြီးတချို့ကကျတော့ဟိုလိုပေါ့သေစားရှင်သာဖတ်တဲ့ရင်ပြီးရောဆိုတဲ့ဘောကနဲ့သွားရတယ်ပေါ့အထူးသဖြင့်မိန်းကလေးတွေပေါ့နော်။အမျိုးရဲ့ငယ်အိမ်မက်ကမျိုးကအဲ့လိုဟိုပါပေါ့အတော်နဲ့နေရာများတော့မျိုးကကြောင်းဆရာမှာပဲဖြစ်ချင်းခဲ့တာ။ဒါပေမဲ့ကြောင်းဆရာမှာဆိုတော့ဟိုလိုဝါဘေးဆရာမှာပေါ့နော်ဆွဲခန့်ဆရာမှာခေါ်လာ။အဲ့လိုလိုဝါဘေးဆရာမှာတော့ဟိုတော်မှလုပ်လုပ်ဖူးပါတယ်။ဒါပေမဲ့တကယ်တမ်းကိုဖြစ်ဖြစ်လာတာကျတော့တယောက်ဆောင်တယောက်ဖြစ်လာတာပေါ့နော်။အဲ့ဒါအဲ့ဒါသူ့ဘာသူအပိုင်းချလေးဒါပေမဲ့ပျော်ပါတယ်။ဒါပေမဲ့မျိုးရဲ့နောက်ဆုံး ိုယ့်ရဲ့ရည်ရွယ်ချက်အဲပေါ့နော်ကိုယ့်အသက်ကြီးပြီးနောက်ဆုံးကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ကကိုဖြစ်ချင်တာကြတော့လို့တရားထုတ်ရချင်တယ်တရားထုတ်ရမြင်ရပြီးတော့ဘဝကူးကောင်းချင်တာပေါ့နော်ကိုယ့်ရဲ့နောက်ဆုံးထွက်သက်ကိုလို့အေးအေးချင်းချင်းလေးနဲ့အဲထွက်ဟိုဘယ်လိုခေါ်မလဲတေကန်ကြီးရန်စောကက်ပြီးတော့တေးရမျိုးမဟုတ်ပဲလေဟိုလိုပေါ့အဲ့ချိန်မှာဟိုအသက်ကိုဟိုကောင်းမွန်စွာထွက်ချင်တယ်အပီအခုလှုပ်ရှားရှိတဲ့လှုပ်တွေအကိုက်ရှားရှိရလေရိုက်သွားအောင်ပါဟိုတေးချာရိုက်သွားမယ်ပြီးလို့ရှိရင်တော့ဂျန်နဲ့နောက်ပိုင်းအဲပိုင်းခြားတစ်ခုမှာတော့ဟိုအေးချင်းနဲ့ပဲနေသွားမှာ အဲ့ဒါတော့အတိုင်းအတာတစ်ခုတည်းပြည့်ခဲ့တယ်ပြောရမှာပေါ့။ဘာလို့ဆိုတော့အတော်ကအတော်ကိုယ်တိုင်းအကြောင်းဆရာမဖြစ်တဲ့ခါကျတော့ဒီတွန်လေးမျိုးကနေတဆင့်ပေါ့နော်။အလိုလှေလေးနဲ့တော့ရတယ်။တမောလေးနဲ့ပေါ့နော်။တော့ရတယ်ပေါ့။တမောဆိုတော့ဟိုတမောကြီးကြီးမဟုတ်ဘူးပေါ့နော်။အဲ့လိုတော့ရတယ်။အဲ့လိုကျွဲလန်းဆိုတဲ့ရွာလေးရှိတယ်။အဲ့ရွာလေးမှာမျိုးကအလိုအတော်အတော်အတော်အတွက်နဲ့မျိုးတို့ကဒူမတွေကအကုန်လုံးကဟိုအကြောင်းဆရာမတော်လုပ်ပေးရတယ်။အဓိကအကြောင်းကဘာလဲဆိုတော့ဒီဘက်ကရန်ကုန်ကအဲဆရာမတွေကြတော့လေအဲ့ဟို ူရန်ကုန်ကနေတွန်တေတွန်တေကနေမှသူကရန်ကုန်ကနေမှအဲ့ကြောင့်ဟိုတံသားတွေမထိုးသေးဘူးလေရန်ကုန်ကနေမှတလောက်ပူတလောက်ကနေမှသူတို့ကကားတစ်ခါစီးကားတစ်ခါစီးမှတွန်တေမျိုးတစ်ခါရောက်တွန်တေမျိုးပေါ်ကနေမှအဲ့ကန်းနာထိတစ်ခါသွားကန်းနာကနေမှအဲ့လိုတမောတို့လေတို့ပေါ့နော်တမောဆိုတာဟိုတမန်အမဟုတ်တမန်မဟုတ်တို့အဲလေထက်ကြီးတဲ့ဟာကွာအဲ့ဟာကိုနောက်ကဆက်တက်ထားရှိအဲ့ဟာနဲ့စီးရင်စီးအဲ့ဒါလည်းအချိန်နဲ့သွားတာအဲ့ဒါမရှိရင်အဲ့လိုလှေတို့နောက်ဆုံးကအပြန်ခီးဆိုဘယ်တော့မှဟို ဟိုတခုပဲဆိုတော့အဲ့အမှန်တမ်းပြောရရင်မျိုးလေးချစ်တယ်ချစ်တယ်ဆိုတာလေအဲ့လူတွေကတော့ကိုယ်တွေပေါ်တကယ်ကောင်းခဲ့ပါတယ်ဘာလို့အပြန်မဆီယမတွေဘဝကလေကြုံရလေနဲ့လိုက်ကြတာကြုံရလေကိုပေါ့နော်အဲ့ချိန်မှာအဲ့ကျွဲလန်းကနေသွားပြီးလို့ရှိရင်အမှန်တမ်းပိုင်းကတော့အဲ့လိုလှေတွေသမောတွေရှိပြီမဲ့အပြန်ညာကြောင်းစင်းတဲ့အချိန်ညာလို့ရှိရင်အဲ့သမောချိန်လွတ်သွားပြီဆိုလို့ရှိရင်မျိုးတော့ကြုံရလေကိုတားဆီးရကြုံရလေတားဆီးပြီးတော့တွန်းနေမျိုးပြန်ရပါတော့ဆိုတဲ့အခါကျတော့သူကအဆင့်ဆင့်ရန်ကုန်ကဆီယမတွေတော့ဆိုအရင်ခက်ခဲပါတယ် ငငယ်တော့စိတ်ကကြတော့အော်သူတို့ကပေါ့နော်ဆီယမကောင်းမပီသားကြဘူးပေါ့ဆိုကွာတွေးတာအခုအသက်ရွယ်တခုကတော့ဗာတွေးလာနိုင်လဲဆိုတော့သူသူတို့မိဘနေရာမှာကြတော့သူတို့ရဲ့သမီးပြိုလေးတွေကိုကွာအဲ့လိုဟိုရန်ကုန်ကနေဒလဒလကနေတွန်တေးတွန်တေးကနေမှတခါတခါစီတခါစီပြီးမှတခါဟိုးထိကျွဲလန်းထိတခါစီကျွဲလန်းကနေမှတခါအဲ့လိုညညနေကြတော့၄၅၆နာရီဆိုနောက်ကြပြီရန်ကုန်မြို့ပေါ်သူတို့အဆင်မပြေဘူးပေါ့နော်ပြီးရဲ့အဲ့ဒီခါကျတော့သူတို့သားသမီးကိုသူတို့မလွတ်နိုင်ဘူးစိတ်မချဘူးဆိုတော့ကိုကျင်းစာတက်တယ်ပေါ့နော်အခုအွေမမကစာတက်တာပါ ဲ့တုန်းကကျတော့အဲ့လိုမျိုးပေါ့ကိုကိုအတွက်ကအဆင်ပြေနေတဲ့အခါကျတော့အတော်ကလည်းအဲလှုပ်ဆေးခြင်းတဲ့အခါကျတော့ကိုရဲ့အမှသွားပြီးတော့စေတနာဆရာမပေါ့ပတ်လို့ပြီးခဲ့ရအဲ့ဒါတော့အမှတ်တရပါပဲဆိုတော့အဓိကအဲ့ဒါလှုပ်လိုက်လို့ကြောက်ဆင်မှာဖြစ်နေတာမဟုတ်ပါဘူးအဓိကအတော်နဲ့နေရများတဲ့အတော့ကိုကိုတိုင်းအဲ့လိုမျိုးဟို ဆရာကြီးလှုပ်ချင်တာကွာတည်လားဆရာမဖြစ်ချင်တာပြီးတော့အဓိကတော့ဟိုအမျိုးထဲမှာဆိုမျိုးကအဆိုးဆုံးအဲအဟော့ဆုံးပေါ့နော်ကျန်တဲ့လူတွေအကုန်လုံးကအေးကြရဲအတော်အပြူကြီးဆိုလည်းအကုန်လုံးအေးအေးဆေးဆေးပဲမျိုးကကြမျိုးထူကြချက်ကအတော်အပြူကြီးတွေအားလုံးဆုံးမရင်နားထောင်တယ်ပြီးတော့မှကိုယ့်ကိုလှုပ်ချင်တာလှုပ်တာအဲ့တော့တမိပေါက်တယောက်ထုံးမှာကိုယ့်ကိုယ့်ရဲ့ထဲမှာကိုယ်ကအမှုပညာသမားဖြစ်လာပေါ့အဲ့ပဲလေဟိုစကားတွေကအတိတ်နိမိတ်တော့ရှိရတယ်အဲ့တုန်းကအဲ့ကလေးတွေဆိုရင်အဲ့ကျွေးတဲ့ကလေးတွေဆိုမျိုးကိုသူက model ဆရာမလို့ခေါ်ဆိုတော့အဲ့တုန်းကမျိုးဖွတ်ချင်းနေပါဘို့တယ်လေဖွတ်ချင်းဝတ်တယ် အဲ့လိုဆိုလို့ရှိရင်ဆီယမဆီယမမော်ရယ်ဆီယမရန်ကုန်ကလာတဲ့ဆီယမပေါ့နော်မော်ရယ်ဆီယမဆိုတော့အဲ့ဒါတို့အဲ့လိုခေါ်တာဒါပေမဲ့နောက်ဆိုနောက်တော့လေကိုကတကယ်တော့ဖြစ်ဖြစ်လာခဲ့တယ်ပေါ့ကလေးလေးတွေနမိတ်ခတ်တာမှန်သွားအောင်မှန်တာပေါ့မှန်တယ်ဟုတ်တမ်းဟိုဟိုစကားတိုင်းစကားတိုင်းမှာလေဟိုတမ်းမိုးရှိတဲ့စကားတွေရဲ့ပြီးတဲ့ခါကျတော့အတိတ်နမိတ်ကောင်းတဲ့စကားတွေပဲပြောတာအကောင်းဆုံးပါပဲဘာလို့ဒီသက်ရွယ်မှာမျိုးနားလည်လာတာဘဝမှာအလိုအဆင်မပြေဘူးစိတ်ညစ်လိုက်တာဒုက္ခပါပဲလို့ဟိုညီးနေလို့ရတော့လေမကောင်းကိုယ်ပတ်ဝန်းကျင်အတွက်လည်းမကောင်းကိုယ်အတွက်လည်းမကောင်းဘာလို့ဆို ဟိုဖေးရမဆိုအဆင်မပြေရလည်းရှိမှာပဲအဆင်ပြေရလည်းရှိမှာပဲပျော်ရွှင်တာလည်းရှိမှာပဲတော့ကရောက်ရတာလည်းရှိမှာပဲအဲ့တော့မမြဲခြင်းတရားတွေမှာဘယ်ရာမှတစ်ခုတည်းမှမလည်းမမြဲနေဘူးပေါ့နော်ဆိုတဲ့အခါကျတော့အဲ့ဒီပုံမှာကိုကိုကိုယ်တိုင်ကတော့ဘယ်လိုခေါ်မလဲကြိုးကြိုးစားအထုံးဖို့တော့လိုတယ်ပြီးတော့ကိုယ့်ရဲ့နှုတ်ထွက်စကားလေးတွေကဟိုကောင်းတာလေးတွေပြောဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးပေါ့နော်ဟို အိယာနိုရာနဲ့အဲ့လိုမင်္ဂလာနဲ့နဲ့ခင်းလေးတစ်ခုဖန်တီးလိုက်လို့ရှိရင်တနေ့လုံးမင်္ဂလာရှိရဲဆိုလို့ပေါ့နော်အိယာနိုရာနဲ့အဲ့လိုမျိုးစူပူချိန်မောင်းနေရဲဆိုရာထက်အကြီးထွားနေရဲဆိုရာထက်ကိုအဲ့လိုပျော်ရွှင်စွာနိုးထလာပြီအိယာနိုရာနဲ့အော်ကိုအသက်ရှင်နေသေးသေးပါလားပေါ့နော်ကိုရဲ့အင်္ဂါအစိတ်ပိုင်းနေပေါ့နော်ခဏကိုအင်္ဂါအစိတ်ပိုင်းနေအားလုံးကအကောင်းတိုင်းရှိနေပါသေးလားမျိုးလုံးတွေကလည်းမြင်ရပါသေးလားပေါ့နော်ဒီအတန်နေပေါ့နော်လက်ချားနေရပါသေးလားဆိုတဲ့အခါမှာကိုနေကောင်းကျန်းမာရဲဆိုတာဟို မင်္ဂလာတစ်ပါးပေါ့နော်အဲ့အဲ့ဒါလေးကိုဟိုဘယ်လိုခေါ်မလဲဟိုဝမ်းမြောက်ဝမ်းသာဖြစ်ဖြစ်တတ်ဖို့လိုတယ်အဲ့အဲ့ဒါဆိုလို့ရှိရင်တော့အဲ့လိုရှင်သန်နေထိုင်နေဆိုလို့ရှိရင်နေ့ရက်တိုင်းရတာပို့ပြီးတော့အထိပ္ပယ်ရှိလာပါတယ်ဟောအဲ့အဲ့တုံးကသူမူလာတန်းចောင်းလေမူလာတန်းចောင်းဆိုတော့အဲ့တော့မျိုးရဲ့မျိုးတက်ငယ်ချင်းတင်ရတာပေါ့နော်အဲသူငယ်တန်းတို့တတန်းတို့တားဆိတ်ရှိရပြောပြောခလေးကြီးကြောက်ရတယ်ဆရာမလားဒါမို့ချစ်ရတယ်ဆရာမဘယ်လိုလုပ်ကြောက်ကြောက်ရတယ်ကြောက်ကြောက်ရတယ်ဆိုတော့မျိုးက အခုရုပ်မြင်လို့ရှိရင်လူတွေအရန်ဟွာပေါ့နော်လူဆိုးတယ်လို့မြင်မြင်မြင်ကြရပေါ့နော်အရန်ကောင်းတယ်တော့မဟုတ်ပါဘူးဆိုးဆိုးတဲ့ပိုင်းလည်းရှိပါတယ်ဒါပေမဲ့မျိုးစီကန်တအားလိုက်တာအဲចောင်းမှာဆိုလဲចောင်းစီကန်ပေါ့နော်အဲ့လိုနေနေမျိုးဖြစ်တဲ့အခါကျတော့အဲ့လိုចောင်းဝင်းနေတည်တန်အဲ့လိုကစားဝင်းနေတည်တန်နေမရှိကြဘူးပြီးရင်အဖြူစိမ်းနေလူတိုင်းမဝက်နိုင်ဘူး အဲများသောအားဖြင့်အကုန်လုံးကတော့တန်ခါလုပ်ငန်းတို့ဟိုလိုမျိုးစိုက်ပျိုးရေးလုပ်ငန်းတို့နဲ့ရှင်သန်ကြရတယ်။ပြီးတချို့ကကျတော့ဟိုလိုပေါ့တေစာရှင်စာဖတ်တဲ့ရင်ပြီးရောဆိုတဲ့ဘောကနဲ့သွားရတယ်ပေါ့အထူးသဖြင့်မိန်းကလေးတွေပေါ့နော်။အဲတာယောက်ျားလေးတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးသင်ရင်းနဲ့ပြီးပြီးဆုံးသွားအောင်ရှိရပေါ့နော်။ဆိုတော့အော်တခုချစ်စရာကောင်းတာကကျတော့အဲ့လိုမျိုးပေါ့အပေးကန်းရရောကြတယ်ဒါတော့ဟိုအောက်ပြီးအောက်ရောက်မှာမဟုတ်ပါဘူးအညာအထက်ကလူတွေလည်းထိုးနေလေကောင်းပါပဲအပေးကန်းရရောကြတယ်လှူဒန်းရရောကြတယ်ဆိုတော့အသေးသေးလေးတွေကိုသင်ရတာဒါဆိတ်ရှည်ရတော့အချက်ဆိုးတာဒါဟာကြတော့အရင်စေတနာကောင်း ေတနာကောင်းတဲ့ခါကျတော့ तू ကဘာလုပ်လဲဆိုတော့အဲ့ကလေးတွေကလေးတန်းပြီးသွားတဲ့ခါကျလို့ရှင့် तू ကတူနေမျိုးပေါ်မှာခေါ်ပြီးကြောင်းထားပေးသေးတယ်အဲ့တော့ ိုရီနဲ့တူတူအိပ်ရတယ်ပြီးလို့ရှင်သလားဟိုအတန်းတူပဲမဲ့ကွာမြို့เจ้าမှာနေရတဲ့ကလေးတွေနဲ့ဟိုဟိုနေเจ้าမှာနေရတဲ့ကလေးတွေလည်းကွာပါဘောနော်တခါချင်ကိုထက်အဲ့လိုပေါ့အတန်းနှိပ်တဲ့ကလေးတွေပေါ့နော်အဲ့ဆိုလို့ရှင်ကိုကအတန်းကြီးနေပြီမဲ့သူတို့ပြန်တင်ရတယ်ကွာကိုလည်းเจ้าတကသေးရဲ့သူတို့လည်းပြန်တင်ရသေးရဲ့ပြီးအတော်ကလေသူ့အဲ့မြို့လေးကိုရမ်းချစ်တာအဲ့ကလေးတွေဟိုလိုတိုးတက်ကြီးွားဖို့တအားကိုအဲ့လိုမျိုးသူရမ်းချိုးပန်းတာကွာသူချိုးပန်းတာသူတူမနှစ်ယောက်ပါမနေရအောင်အဲ့လိုစာတင်ပေးရတယ်အဲ့ပြောအဲ့လိုနေရကလေးတွေကကြတော့သူကွာလေး တပြောင်လဲတော့ကွာစိတ်ရှင်းနေကွာဥမာမလုံးနိုင်ဘူးဆိုတာဘလုံးကခိုင်းလို့မရအောင်ဥမာကွာဟိုမျိုးရကြတော့မရိုက်တတ်ဘူးရိုက်တဲ့အလေးထားမရှိဘူးပေါ့နော်ဆိုတော့ meaning တလုံးပေါ့ဥမာ vocabulary တွေချက်ခိုင်းနေဆိုလို့ရှိရင်တလုံးမရရင်10ချက်ရိုက်မယ်လို့ချင်းချောက်တာတကယ်တမ်းကိုကမရိုက်ဘူးလေမကြက်ကြအောင်လို့ကွာဥမာမျိုးလို့ဆိုအဲ့လိုချင်းချောက်အောင်ကြောက်တတ်တယ်လေအဲ့လိုဆိုလို့ရှိရင်သူကလေမကြက်ဘူးတလားအဲ10လုံးမှလားအချက်တရာရိုက်ခိုင်းတာရိုက်ဆိုရင်ကျွန်မကိုကမရိုက်ရဲဘူး ဲ့လိုမျိုးတွေပေါ့အဲ့ဒီမှာဆရာမစိတ်စိတ်တွေစိတ်တွေနောက်ပေါ်သိရမလားဆိုတကယ်ချင်းကလည်းပျော်ရွှင်ကောင်းတဲ့ဘဝပေါ့ပြီးလို့ရှိရင်လို့သူငားတွေပဲဖမ်းပြီဆိုလို့ရှိရင်အဲ့လိုငားကိုငားတွေကိုယူခဲ့အကောင်လိုက်တွေအကောင်လိုက်ကျွေးလို့ဆွဲလာပြီးရှင်ဆရာမရှင်မရုံးဆိုပြချပြီဆရာမဆရာကြိုက်တဲ့ကောင်ယူလိုက်ဆရာမကြိုက်တဲ့ကောင်ယူလိုက်အဲအဲ့ဆရာမအရင်ပြောတာ အကောင်ကြီးရရဟာလေဆမကြက်ကြက်ကောင်ချွေးလိုက်တယ်ပြီးလို့ရှင်တငယ်ချင်းနဲ့နှစ်ယောက်ဆိုလို့ရှင်လည်းမကလကမလကသူကအဲ့လိုကြောင်းတက်ပြီဆိုဆရာမကအဲ့လိုပေးလို့ရတာပေးချင်တယ်ကွာအဲ့ကလေးတွေချို့ဖို့ကောင်းတာအဲ့လိုမလကသည်တွေဘာတွေယူလာပြီးလို့ရှင်သူကအဲ့လိုပဲလေဒီလိုရန်ကုန်ထားမဟုတ်ဘူးကွာနယ်ထားဆိုတဲ့ခါကျအဲ့လိုစပွဲပေါ်တင်မယ်ဆရာမတို့ခွဲယူလိုက်ဆရာမတို့ခွဲယူလိုက်ရဲ့လို့မျိုးဆိုအိုက်ဘွားလေးကတော့ဗန်းတိုင်းမျိုးမျိုးအရန်ပျော်သွားတယ်ဆေးလေးချမ်းသာတယ်ဟုတ်ဒီကိုယ့်ရဲ့ဖာသာတရားနဲ့ဆိုတော့ဒါကုတူလည်းရတာပေါ့ တူတင်းမှာလည်းမြို့ကငငယ်တော့နေရဲ့ပြီးတဲ့ခါကျတော့နောက်ကြတော့ဘောနောက်နောက်တဲ့နှစ်နှစ်လာပဲဒါပဲနေဖြစ်တာရန်ကုန်မှာပဲနေမြတာ哦ပြီးတော့ကျွန်းလည်းပြောင်းသွားသေးတယ်ဆိုတဲ့ခါကျတော့လေဆိုတော့ဒါပေမဲ့အဲ့ဒီအဲ့လိုမျိုးဟိုဘယ်လိုခေါ်မလဲခုကကျတော့အလဲဘက်ကသွားချင်တယ်အခုဆိုလို့ရှိရင်လည်းဘောနော်ဒီအစိမ်းရုပ်ရှင်တင်တဲ့အချိန်မှာမြို့ကနေရီလျှောက်သွားချင်တာပုံမှန်ဆိုရင်တော့ကိုချစ်တဲ့မြို့ဘောနော်ဟိုမန်းလေးဆိုလည်းမြို့အရင်ချစ်တာလေအခါချူစီတော့ကလည်းမန်းလေးသွားအခုဆိုလည်းမန်းလေးတော့အားသွားချင်တာဘောနော်ဒါပေမဲ့အချိန်ကြီးအကြောင်းကြောင်းကြမကမသွားဖြစ်တာဘောပြီးရင်ဆိုတွန်တေးဘော အာတွန်တေးကိုလည်းသွားချင်တယ်လူကဒါမရောက်ပါမယ်အဲ့လိုမျိုးပေါ့နော်ဟိုလမ်းပြီးအမျိုးတွေရှိရခါကျတော့တွန်တေးမှာအခြေအနေဘယ်လိုရှိလဲပေါ့နော်အာရအားလုံးတာယာဆင်ပြီးရလားပြီးရခါကျလို့ရှိရင်အခုရုပ်ရှင်အောင်ဆိုလို့လည်းဘယ်လိုလဲပေါ့ပြီးနောက်တစ်မျိုးသွားချင်တာကျတော့ပကံပေါ့နော်အဲ့မျိုးတွေမှာကျတော့ကိုချစ်တဲ့သူတွေရှိရပါကိုသူတို့ကလည်းကိုကိုချစ်တယ်လို့အဲကိုကလည်းသူတို့ကိုချစ်တယ်အဲဒါပေမဲ့အကုန်လုံးကတော့998တူပါ